ီမိုကရက်တစ်မြမတန် TVB ရဲ့မေလ14ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ဒဗယင်းစာတင်ကြောင်းဘုံကျဲတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာဒရာရကလင်းငယ်နှစ်ဦးထပ်မံတေဆုံးသွားပြီးတေဆုံးသူ24ယောက်အထိရှိလာတဲ့သတင်း။မိုးကုန်းနဲ့အောင်ချုံမှာစစ်ကောင်စီတပ်ကပေါင်900ဘုံကျဲချလို့ပြည်သူလူထုနေအိမ်တွေပျက်စီးသွားတဲ့သတင်းနဲ့နမည့်အတွင်ဘင်္ဂလားဒေ့ရှ်ငါးဖက်သမားနှစ်ယောက် AA ပြစ်ခတ်မှုကြောင့်ဒရာရရသွားတဲ့သတင်းတွေနားဆင်ကြရမှာပါ။ ဝိုင်းတိုင်းတပည့်ရင်းမျိုးနဲ့အိုးဒိန်တွင်ကျေးရွာစာတင်ကြောင်းဘုံကျဲခံရမှုဖြစ်စဉ်မှာဒဏ်ရာရသူတွေကကလင်းငယ်၂ယောက်ထပ်မံတေဆုံသွားပြီးစုစုပေါင်းတေဆုံသူ၂၄ယောက်အထိရှိလာနေပါပြီ။အိုးဒိန်တွင်ကျေးရွာစာတင်ကြောင်းကိုမေ၁၂ရက်ကလေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်ဒဏ်ရာရရှိသူတွေကနေနောက်ထပ်ကလင်းငယ်၂ယောက်ထပ်မံတေဆုံသွားတယ်လို့တပည့်ရင်းမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကမေ၁၄ရက်မှာထုတ်ပြန်ပါတယ်။မေ၁၄ရက်မှာဒဏ်ရာရသူတွေကအသက်၁၂နှစ်အရွယ်အကြောင်းသူမပြည့်ပြည့်ငိမ့်နဲ့မေ၂၃ရက်မှာအသက်၈နှစ်အရွယ်မောင်အောင်ဇေယျတို့တေဆုံခဲ့တာကြောင့် စုစုပေါင်းတည်ဆုံသူ24ရောက်အထိရှိလာနေတာပါလက်ရှိဒဏ်ရာရနေတဲ့သူတွေအတွက်လည်းစိုးရိမ်နေရပြီးစေကူတာရမှာစေဝါလိုအပ်ချက်တွေရှိနေလို့တက်နိုင်သမျှဝိုင်းကူကြဖို့ကိုလည်းတပရင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ် NUG ရဲ့လူအခွင့်အရေးဝင်ကြီးဌာနကဒီတိုက်ခိုက်မှုဟာစစ်ပွဲဆိုင်ရာရာဇဝတ်မှုကိုကျူးလွန်တာဖြစ်တဲ့အတွက်အပြစ်ပေးအရေးယူနိုင်မှုတာဝန်ယူဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်စစ်ကောင်စီဘက်ကတော့ဒီတိုက်ခိုက်မှုကိုငြင်းဆိုထားပါတယ် ရန်ပြည်နယ်နောင်ချိုမြို့နယ်မန္တလေးတိုင်းမိုးကုံးမြို့တွေမှာစစ်ကောင်စီတပ်ကဂျက်တိုက်လေယာဉ်တွေနဲ့ပေါင်900ဘုံးတွေကျဲချတိုက်ခိုက်ခဲ့တယ်လို့တန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF TNL ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ပါတယ်။မေ23ရက်ည9:00နာရီခွဲလောက်မှာ TNL ထိန်းချုပ်ထားတဲ့နောင်ချိုမြို့နယ်နယ်မြေ30ဇေယျကွက်ကိုတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကလေကြောင်းကနေပေါင်900ဘုံးတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်နေအိမ်ခုနှစ်လုံးထိမှန်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်။မန္တလေးတိုင်းမိုးကုံးမြို့ကရွှေလိပ်ပြာဟိုတယ်အနီးတစ်ဝိုက်ကိုလည်းမေ23ရ က်ည7:49မိနစ်မှာစစ်ကောင်စီတပ်က Jet Fighter နဲ့ဒဂျင်လာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကမေ7ရက်ညကလည်းမန်တုံမြို့နဲ့မိုင်းငုံမြို့တွေကို Jet Fighter နဲ့ဘုံလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ကမန်တုံမြို့ကိုဘုံလာရောက်ကျဲချတိုက်ခိုက်မှုကြောင့်ပြည်သူတယောက်သေဆုံးပြီး3ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကပြည်သူနေအိမ်28လုံးလည်းဘုံစားထိမှန်ပျက်စီးခဲ့တယ်လို့ TNLA ကပြောပါတယ်။ဒါအပြင်မိုင်းငုံမြို့တာလုံရက်ကွက်ကစတင်ကြောင်းအနီးမှာလည်း Jet Fighter နဲ့နှစ်ကြိမ်တိုင်တိုင်ဘုံလေးလုံး ၅ရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ တနင်္လာရီတိုင်းတဝဲခရိုင်လောင်းလုံးမြို့နယ်ကမ်းခြေတနေရာမှာမေကိုရက်ကရိုဟင်ဂျာအယောက်40ဝန်းကျင်ပါတဲ့ဆက်လေတစီစိုက်ကပ်လာတယ်လို့ဒေသခံတွေကပြောပါတယ်။အမျိုးသား28ယောက်နဲ့အမျိုးသမီး73ယောက်ပါတဲ့ရိုဟင်ဂျာအယောက်40ကိုမေ10ရက်မှာဘာထူးတပ်မတော်ကခေါ်ဆောင်ပြီးထိမ့်သိမ်းထားတယ်လို့ဘာထူးတပ်မတော်ရဲ့ပြန်ကြားရေးတာဝန်ခံကိုထက်မြက်ကပြောပါတယ်။ရိုဟင်ဂျာတွေကဆက်လေဘော်ကနေကျိုးနဲ့ကန်းဆက်ကိုရေကူးဝင်ရောက်လာတာဖြစ်ပြီးတွားရောက်ထိမ့်သိမ်းထားတယ်လို့လည်းပြောပါတယ်။ဆက်လေမှာပါတဲ့သူတွေကအိန္ဒိယနိုင်ငံဒေလီမြို့မှာတဆင့်မြန်မာဘက်ကိုရောက်ရှိ လာတဲ့ရိုဟင်ဂျာတွေဖြစ်ကြပြီးမြန်မာစကားပြောသူ9ယောက်လောက်ရှိတယ်လို့လည်းကိုထွတ်မြတ်ကပြောပါရယ်လက်ရှိမှာတော့ရိုဟင်ဂျာတွေကိုလူအခွင့်အရေးနဲ့အညီထိန်းသိမ်းထားပြီးပြန်လည်ပို့ဆောင်ပေးဖို့အတွက်လည်းဆွေးနွေးပြောဆိုနေတာတွေရှိတယ်လို့ဗာထူးတက်မတော်စီကသိရပါရယ် နမ်မြစ်အတွင်းငါးဖမ်းနေကြတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမားနှစ်ယောက်ကိုအာရခတပ်တော် AA တပ်ဖွဲ့ဝင်တွေကတနက်နေ့ပြစ်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းဌာနတွေကဖော်ပြပါဗါးမေ12ရက်ကနမ်မြစ်ရှင်မဖြူကျွန်းအနီးမှာငါးဖမ်းနေကြတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလူငယ်နှစ်ယောက်ကို AA တပ်ဖွဲ့ဝင်တွေကတနက်နေ့ပြစ်ခတ်ခဲ့ကြတာဖြစ်ပြီးဒူးကောင်းတဲ့ခြေထောက်တို့မှာဒဏ်ရာရရှိခဲ့ကြတာလို့သိရပါဗါးအဲ့ဒီငါးဖမ်းသမားနှစ်ယောက်ပြစ်ခတ်ခံရမှုကိုအတီးပြုတ်နိုင်ပြီးအသေးစိတ်ကိုစုံစမ်းနေစေဖြစ်တယ်လို့တက္ကနမြို့နယ်အုပ်ချုပ်ရေးမှူးရှိတ်အာဆန်ဦးတင်ကပြောပါဗါး ယ်ထိခိုက်ဒဏ်ရာရသူတွေဟာအသက်16နှစ်အရွယ်လူငယ်တစ်ယောက်နဲ့19နှစ်အရွယ်လူငယ်တစ်ယောက်တို့ဖြစ်ကြပြီးကော်ပစားဆေးရုံကြီးမှာဆေးကုသမှုခံယူနေကြရတယ်လို့သိရပါတယ်ဒါအပြင်မေ12ရက်ကလည်းနတ်မြစ်အတွင်း၅ဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်၅ဖမ်းသမား၃ယောက်ကိုအာရခတပ်တော်ကဖမ်းဆီးခဲ့ပြီးမေ13ရက်မှာဘင်္ဂလားဒေ့ရှ်နဲ့ရှားဆောင်တပ် BGB ကအာရခတပ်တော်နဲ့ဆက်သွယ်မှုပြုလုပ်ပြီးနောက်ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ဆိုပါတယ်ဘင်္ဂလားဒေ့ရှ်က၅ဖမ်းသမားတွေဟာရခိုင်ရေပိုင်နဲ့အတွင်းကိုကျူးကျော်ပြီး၅ဖမ်းမှုတွေကြောင့်အာရခတပ်တော်ရဲ့ဖမ်းဆီးတာကိုမကြာခဏခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်နေသားဆောင်တပ် BGB နဲ့ဆက်သွယ်ကပြန်လွှဲပေးမှုတွေလည်းရှိပါတယ်။ ရာဝတီတိုင်းကြုံပြော်မြို့မှာရှိတဲ့တန်ဂါရောအပား200ကိုရဲတရားခြေဖို့ဆိုပြီးစစ်ကောင်စီခန့်တိုင်းမှုကပတိန်မြို့နယ်မော်တင်စုံဖျားကိုမေ14ရက်မှာပင်းဆောင်ထားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။စစ်ကောင်စီကရာဝတီတိုင်းအတွင်းမှာတိုက်ပွဲတွေဖြစ်မှာကိုစိုးရိမ်တာကြောင့်ရဲတရားမျိုးမျိုးချင်းနေတယ်လို့ဒေသခံကဆိုပါတယ်။ရာဝတီတိုင်းတိုင်းမှုတင်မောင်ဝင်းကိုရိုင်းခေါ်တာမေလ14ရက်နေ့ဒီကနေ့နေ့လယ်တနာရီစထွက်ရမယ်။ကားတွေစီစဉ်ပြီးတော့တန်ဂါရောတွေစုနေတယ်။မော်တင်စုံဖျားမှာရဲတရားခြေရမယ်လို့ကြုံပြော်ဒေသခံတယောက်ကပြောပါတယ်။စစ်ကောင်စီကရာဝတီတိုင်း င်းအတွင်းမှာအာရခတက်တော် AA နဲ့ PDF တွေဝင်လာမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်ရေဒီယာခြေရာကိုအမျိုးမျိုးပြုလုပ်နေပြီးတန်ဃာရော်တွေကိုပင့်ဆောင်နေတာလို့ဆိုပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာ26ရက်ကလည်းစစ်ကောင်စီက AR တိုင်းတိုင်းမှုတင်မောင်းဝင်းကတိုင်းရဲတပ်ဖွဲ့မှုတင်စော်ထုံးကိုခေါ်ပြီးမော်တင်စုံဖျားမှာရေဒီယာခြေခဲ့သေးတယ်လို့မော်တင်စုံဒေသခံတွေကလည်းသိရပါဗျာ။